ဖြတ်ခြင်းပဲဖြစ်တယ်ကျွန်တော်တို့လူနေသူမွတ်စလင်တွေပေါ်မှာတာသလို့စကားတာသလို့ဘာသာကိုသင်ပြနေတဲ့ကျွန်တော်တို့ရဲ့ဘာသာမှာမြေသူတူတယောက်ကိုမှဒုက္ခပေးဖို့မြေသူတူတယောက်ကိုမှ attack လုပ်ဖို့မိသည့်ဘာသာကိုမှစော်ကားပိုင်ခွင့်ကျွန်တော်တို့ရဲ့တာသနာမှာမရှိပါဘူးကျွန်တော်တို့ရဲ့တာသနာမှာကျွန်တော်တို့ရဲ့တာသနာမှာဗုဒ္ဓဘာသာတယောက်ကိုအစမ်းပြီးရင်တော့အဖြစ်ကျွန်တော်တို့အရင်ရောက်ပါကျွန်တော်တို့ရဲ့အလားရှင်တဲ့ခင်ကကုရ်အန်ကျောင်းတော်များမှာမင်းတို့ကအခြားဘာသာတွေကိုမဆဲနဲ့မင်းတို့ကအခြားဘာသာတွေကိုဆဲငါတို့ရဲ့ငါအလောက်သူတို့ဆဲလိုက်ပြီ အဲ့လိုမျိုးကောင်ကြောင်းလိုမျိုးမရှိပါနဲ့ကျွန်တော်တို့လူသောတွေမဟုတ်ဘူးကျွန်တော်တို့လူပိုက်တွေမဟုတ်ဘူး we are not terrorists we are not terrorists we are victim we are victim the terrorism attack to muslim people okay the muslim people attack to muslim people ကျွန်တော်တို့ရဲ့သွေးနဲ့အတန်နဲ့ရှိနေဒီမှာပါလို့ခံစားချက်ရှိပါတယ်ဗုဒ္ဓဘာသာမှာတပိုးတကောင်ကိုတတ်လို့မရပါဘူးဗုဒ္ဓဘာသာမှာချင်းတကောင်ကိုတတ်လို့မရပါဘူးဖျားသခင်ကမိတော်မူတဲ့ဗုဒ္ဓဘာသာမှာမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင် လူတန်းသူပင်ဖြစ်နေကြစားမင်းတို့ရဲ့အတက်ကိုပေးလိုက်ပါမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင်ဗုဒ္ဓရဲ့ဩဘာရမှာမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင်မင်းတို့ဟာနောက်ဘဝမှာထုံနေတဲ့တူတူတဲ့ဘဝမျိုးကိုမင်းတို့ပြန်ရောက်ကြလိမ့်မယ်ပြိဿံဘဝကိုပြန်ရောက်ကြလိမ့်မယ်လို့ဗုဒ္ဓရဲ့အဆုံးအမတွေရှင်းနေပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော် generation ကိုခေါ်တဲ့ဒီကိစ္စဟာကျွန်တော်တို့နဲ့ဗုဒ္ဓဘာသာတွေရဲ့ဂျာတယ်မှာတတ်နေတဲ့ပြဿနာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာတွေနဲ့ဂျာတယ်မှာချက်တဲ့အချက်တရားကိုဖျက်ဆီးဖို့တော့ဒါ politics လို့ပဲမြင်ပါတယ်ဟုတ်ပါရဲ့ပါပါပါ ည်းဒီမှာမွေးတယ်ကျွန်တော်အဖိုးလည်းဒီမှာမွေးတယ်အသက်အသက်35နှစ်အလုပ်ကောင်ဟောကျွန်တော်ကကျောင်းဆရာလည်းဖြစ်တယ်စီးပွားရေးတောင်းလည်းဖြစ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးရနော်ဝင်းနော်ကျွန်တော်ကအချင်းကျွန်တော်ရဲ့ဖုန်းနံပါတ်ယူထားပါဟုတ်ကဲ့ကျွန်တော်ကိုကြိုက်တဲ့ချင်းပြေးပိုင်ခွင့်ရှိပါတယ်ကျွန်တော်အတပီဘာသာစကားဥတူဘာသာစကားအင်္ဂလိပ်ဘာသာစကားသုံးခုတတ်ပါတယ်ပြည်သူအဖွဲ့အစည်းတို့ဆုံဆုံလူအရင်းမြစ်တစ်ခုလုံးအတွက်ယနေ့ကျွန်တော်တို့မွတ်စလင်တယောက်ပဲတော့ခရောက်တော့မဟုတ်ပါဘူးယနေ့မြောင်ပြောက်တော့ဗုဒ္ဓဘာသာတွေရောခရစ်ယာန်တွေရောခရစ်ယာန်တွေရောယနေ့စီးပွားရေးတစ်ခုပြသပြီဆိုမွတ်စလင်တယောက်တည်းပြသတာမဟုတ်ပါဘူးဗုဒ္ဓဘာသာကြီးလည်းခံစားရပါတယ်ပါစင်းနေတဲ့အတွက်မဲ့သူကျွန်တော်တို့နဲတယ် ကျွန်တော်တို့ရဲ့ခန်းစားချက်ကနည်းပေမဲ့ကျွန်တော်တို့နည်းနည်းလေးခန်းစားရပြီမဲ့ဗုဒ္ဓဘာသာဝင်တွေအခြားဘာသာဝင်တွေဟာပို့ပြီးစီးပွားရေးအရာဒုက္ခရောက်ကြပါတယ်။ယနေ့အချိန်ကဟာမြန်မာနိုင်ငံရဲ့စီးပွားရေးအကျပ်ကြီးဖြစ်နေတဲ့အချိန်။ယနေ့အစ္စလာမ်ကိုပဲအခြေခံကမြည်သည့်ဘာသာကိုပဲအခြေခံခံဆက်နွယ်နေမှုတွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲဆက်နွယ်နေမှုတွေရဲ့အကျိုးအသက်ကိုအခြားဘာသာဝင်တွေလည်းခန်းစားရပါတယ်။အကြွေဘာသာရေးကောင်းဆောင်တွေအနေနဲ့ဒီအလုပ်ကိုလုပ်နေရဆိုရှင်တောင်ဝေကတရားယူတင်နေနိုင်ငံကောင်းဆောင်တွေအနေနဲ့ဒီအလုပ်ကိုလုပ်နေရဆိုရှင်ဝတ်ယူတင်နေ အလားအရှင်မြတ်ကတော့နေရာတကာမှာရှိတယ်တို့နဲ့တူတည်ရှိတယ်ဘသူဟာတို့ကိုတိုက်တယ်အဲ့ဒီလူကိုအလားအရှင်မြတ်ဟာကာယမပြည့်တိဖြတ်စည်းမှာဖြစ်တယ်ရှာပါဘုရား